အားလုံးမင်္ဂလာပါ UK Match တရဲ့ Facebook နဲ့ YouTube Channel ကတွေချိုးဆိုပါတယ် Champion Pay တက်တဲ့အားလုံးပြင်တာပါဒါကျွန်တော်တို့မနေ့ကတုန်းကပေါ့လေစနေနေ့တုန်းက Manchester United အသင်းကဒီ Tottenham Hotspur နဲ့တေးကြတယ်ဆိုအဲ့တေးကြတဲ့နောက်ဆက်တွဲမှာ Man United နဲ့ပတ်သက်လို့တချို့ကလည်းတိုးတက်လာခဲ့တယ်တချို့ကလည်း United ရဲ့ရလဒ်တွေမစိုးဘူးလို့ချီးကျူးကြတယ်တချို့ကလည်းအားနည်းမှုတွေရှိနေသေးတယ်လို့ပြောလာတဲ့အချိန်မှာ တည်ကြတာတော့ Manchester United ကအရင်တုန်းကဆိုရင်မတိုင်းရဲ့ Tilis ပြောသလိုမျိုးဒီပွဲတွေဟာ United ရလက်ဆိုးတဲ့ပွဲတွေ Man United အသင်းရဲ့ဒါအရင်တုန်းကအခြေအနေဆိုရင်ဒီပွဲတွေဟာ Manchester United အသင်းတို့ကဒါရလက်ဆိုးတဲ့ပွဲတွေဖြစ်ခဲ့ပြီးတော့ဥမာ Northern Forest ဆိုရင်သူတို့ပြီးခဲ့နှစ်ကရှုံးတယ်နောက်အခုဒီ Leicester Spurs ဆိုလည်းသူတို့မနစ်ကရှုံးတယ်ဒါပေမဲ့ဒါအခုလောလောဆယ်အနေထားရနောက်ဆုံး၅ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားပြီးတော့ အသင်းကတော့အတိုက်အတာတစ်ခုတည်းတိုးတက်မှုတွေရှိတယ် Ruby Amro ကတော့သူတို့အသင်းတိုးတက်လာတယ်ဆိုတဲ့အချက်ကိုသူကပွဲပြီးမှ press conference မှာပြောတဲ့စကားကတော့ရှင်းတယ်လက်ရှိမှာရလက်ပိုင်းနဲ့ကြည့်လို့ရှိရင်သူတို့အသင်းရဲ့နောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိကိုကြည့်ခြင်းအပြင်ရလတဲ့အရာသူတို့အတင်းတိုးတက်လာတဲ့အပိုင်းတွေအများကြီးရှိတယ်လို့မြင်လာကြမှာဖြစ်ပေမဲ့တကယ်တမ်းကျတော့သူတို့မှာပြဿနာတွေဖြေရှင်းစရာတွေအများကြီးရှိနေသေးတာဖြစ်ပြီးတော့ဒီအတွက်သူတို့အနေနဲ့ လှုပ်ဆောင်ကြရတဲ့အများကြီးကြံသေးတယ်လို့ဆိုလိုက်တယ်အဓိကတော့ရှင်းတယ်အားနေနေတဲ့ကွင်းလက်ပိုင်းကို ပြဿနာဖြေရှင်းရမယ်တစ်ချိန်တည်းမှာပဲတိုက်စစ်ပိုင်းကဒါဘန်ဂျမင်ရှက်စကိုနားရတဲ့အခါမှာအမွေမူတို့နောက်တစ်ဖက်ကအာမတီယာလိုလိုထွက်သွားတဲ့အချိန်မှာတိုက်စစ်ပိုင်းတော်တော်လေးအားနေတော့မယ့်အခြေအနေဒီအားလုံးကိုသူတို့ဖြေရှင်းရမယ်ဒီကြားထဲမှာ Wasmouth Wildland ကို Manchester United က Napoli ကိုအငှားချထားတဲ့အထက်မှာပြန်ခေါ်ခွင့်မပါတဲ့အချက်ကြောင့်လည်း သူတို့မှာစဉ်းစားစရာတွေဒါပြီးခဲ့တဲ့ရပိုင်းက entry ကိုတောင်သူတို့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်နေတယ် entry ကပြင်သစ် club lyon ကိုအဓိက utb သွားဖို့လုပ်တဲ့အချိန်မှာ manchester united ရဲ့နီးပြ rupe amro ကတော့လက်ရှိ club အသင်းမှာဖြစ်နေတဲ့ရှုံးပွဲမရှိငါးပွဲဆက်ကစားထားတဲ့ရလက်ကူကြီးချင်းအပြင်ကျွန်တော်တို့မနစ်ကထက်အများကြီးတိုးတက်လာတဲ့ဒဲဆိုပြီးတော့လူတွေကပြောနေကြမှာဖြစ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်ရှီမှာကိုပြက်တနာနဲ့ကိုအများကြီးရှိနေသေးတာဖြစ်ပြီးတော့ ဒီအသင်းတွက်အတိုးတက်မှုတွေဟာအခုမှစတာဖြစ်ပြီးတော့လောလောဆယ်မှာအစာပြိုပြီးတိတက်ပိုကောင်းတဲ့တိုးတက်မှုနဲ့အောင်မြင်မှုမျိုးပိုပြီးတော့တည်ငြိမ်တဲ့ခြေစွမ်းမျိုးရဖို့လိုအပ်မှုတွေအများကြီးရှိနေသေးတယ်လို့ Ruby Ever ဆိုတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်သိကြတာတော့အခုဆိုရင်ကလပ်ကဒါ Carrington Legend Queen ကိုတောင်မှဒီတိုးလောက်ခွင့်ပေးလိုက်တာပေါ့လေ2026ဇွန်ကနေပြီးတက်တွေကို ဝင်ကြီးပေါင်တရာနဲ့ current တက်လေ့ကျင့်ဝေးကိုလေလေပတ်ခွင့်ပေးမယ်ဆိုပြီးတော့ဒါစပြီးတော့2026မှာသူစပြီး plan ချထားတယ်။နောက် mid season ဒါခြေစမ်းပွဲတွေကိုလည်းသူတို့ sorry မှာတွားကစားဖို့လည်းလုပ်တယ်။ Ruby Amon လည်းအမြဲပြောပါတယ်။သူတို့အသေးမှာတပတ်တပွဲပဲကစားရတဲ့အတွက်ကစားမတွေအားလုံးတွက်ကစားခွင့်ရဖို့ chance နေတဲ့အတွက်ကြောင့် midweek fixture တွေလိုချင်တယ်။ United ကအစောပိုင်းတည်းက ဂျာဂျာရက်တွေမှာကံမဲ့ခြေစမ်းပွဲတွေကို unofficial ပွဲအသေးလေးတွေကစားဖို့လည်းစဉ်းစားထားတယ်။ဆိုတော့အခုနားလေထားတာက sorty ကိုတွားပြီးတော့ real season 2တွားကစား။တွားကစားလို့ရှိရင်နံပါတ်1ဝင်ဝင်လဲတိုးတက်လာမယ်။နံပါတ်2ပူနွေးတဲ့ယာတိဥဒုအောင်ပါလေ့ကျင့်ခွင့်လည်းရမယ်။ဒါပေမဲ့ခုလလောဆယ်နေထားရကလပ်က mission တစ်ခုရှိတယ်။ဒီစောင်းရတိကာလာမှာ။အားရကတော့ကွင်းလေကစားမတယောက်လူအပ်လို့အခွင့်ရေးရလို့သူတို့ဘက်ကငွေချေးရရှိမယ်။ တို့ဘက်ကငွေရအောင်တို့ဘက်ကတခုခုများလှုပ်ဆောင်နိုင်မယ်ဆိုရင်ဒါအိုက်ကွင်းလေအတွက်ဈာမတယောက်ခေါ်မယ်ဒါပေမဲ့ဘန်ဂျမင်ရှက်စကိုသာအချိန်တော်ကြာနားရပြီးတော့ကစားမအင်ဂျူရီဖြစ်တဲ့အဲ့ချိန်မှာအာမတ်ဒီယာလိုနဲ့အံပွေးမှုအပြင်မာဇာဝဲတို့အာဖရိကသွားခါမှာမဖြစ်မနေတိုက်စစ်မှုလိုတယ်ဆိုရင်တော့အဲ့တိုက်စစ်မှုအတွက်ဘာခေါ်ယူသွားဖို့သူတို့စဉ်းစားထားမယ်။ကွင်းလယ်နဲ့တိုက်စစ်ကစောင်းရသည့်အထူးကပြတ်မှတ်ဖြစ်ပြီးတော့ တို့ဘက်ကတိုးတက်မှုတွေအများကြီးလိုအပ်နေသေးပြီးတော့ဒီတိုးတက်မှုနဲ့အခုရလက်ကောင်းတာဟာတို့ရဲ့အစသာဖြစ်တယ်ဆိုပြီးတော့အမရုံကဆိုခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်